အဲ့ဒီကြမှကျမကိုလေးစိတ်ကအရာရှိကြီးပေးလိုက်တဲ့လက်ဆောင်ကလေးဆိုတဲ့ဧကလေးကိုကျမသတိရပြီးဖွင့်ကြည့်တော့မိကိုရောင်အဝတ်ဧကလေးထဲမှာခြီသားတီရှပ်တစ်ထည်တကူသုံးအလှပြင်ပစ္စည်းအစုံတကူသုံးသွားတိုက်စေးတပုတ်တန်းစက်ပြန်နားကလော်တောင်ပါသေးတယ်ကျမအိပ်ပြန်မရခင်တနေ့ရရမှကျမတဲနေတဲ့အခါလိုအပ်မဲ့ထင်တာလေးတွေပေါ့ လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြေးပြလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်ဘန်ဘာရီအဝေးပြေးကားဂိတ်သေးကိုကျမတို့ကားဝင်လာတော့အင်္ဂလိပ်စံတော်ချင်းနန်းနတ်ဆက်တနာကြီးထိုးတော့မယ်အခုဆိုရင်မြန်မာပြည်မှာပဲအချိန်ရှိပြီလေ6နာရီနေထွက်စောတဲ့အင်္ဂလန်နဲ့ကျမတို့ရဲ့အချိန်6နာရီကွာတော့အခုအချိန်ဆိုမြန်မာပြည်မှာညနေ9နာရီရှိရောမယ်ကျမဘာဖြစ်လို့သပြင်းတစ်ချက်ကိုရှိုက်မိပြန်လာလေကားဂိတ်ကနေ ျမမိတ်ဆွေရဲ့အင်ကိုတက်စီငါစီးပြီးသွားကြတယ်။သူတို့စီးကထုံးစံအတိုင်းတက်စီကဈေးစကားအလျှော့အတင်းပြောစရာမလိုပါဘူး။သွားမယ့်နေရာပြောလိုက်ရုံပါပဲ။အချိန်နဲ့မီတာချိုးပြီးကြာတဲ့နာတောင်းနာကိုပေးရုံပါပဲ။ဘမ်ဘာရီဟာတောမျိုးကလေးဆိုပေမဲ့အတော်ကလေးကြီးမားတဲ့မြို့တစ်မြို့ပါ။အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ဘူးတဲ့မြန်မာနိုင်ငံသူတယောက်အနေနဲ့အင်္ဂလိပ်အိမ်ပုံစံတွေကိုအမြင်မဆိုင်ပေမဲ့အခုလိုခံများများတစုတစည်းတည်းမတွေ့ဘူးဘူးပေါ့။ MRI မျိုးလေးရဲ့အိမ်တွေဟာကြောက်တုံးနီနီလေးတွေနဲ့ဟိတ်ဟန်ဒုတွေကြီးမာပြီးခန့်ညားပင်မဲ့တစ်ထပ်အင်္ဂလီတွေများတယ်အများဆုံးနှစ်ထပ်ပဲမိုးထီတိုက်ဟောင်ကောင်ပုံစံမျိုးတွေလုံးဝမတွေ့ရတာကို ကျမအနေနဲ့ကတော့တော်တော်စိတ်ချမ်းသာမိတယ်ညမပီပီညီကြီးကိုကြိုက်တော့မိုးထီတိုက်ကိုကျမမကြိုက်တတ်ဘူးကျမမိဆွေအင်ကိုသွားရလမ်းတစ်လျှောက်မှာတစ်ထပ်တိုက်လေးတွေပုံများပြီးအိမ်တိုင်းမှာဥယျာဉ်လေးကိုစီနေကြည်စမ်းပါအောင် အင်္ဂလန်နွေရာသီရဲ့ဝင်စားပန်းတွေကိုကျမမြင်ရပြီအင်ခေါင်မိုးဘောပဒင်းပေါက်ဘောင်းတွေ ပေါ်မှာလဲနွေပင်နွေပန်းတွေဖျားလို့ကျမမိတ်ဆွေအင်ကိုချိုးဝင်ရတဲ့ပြီးတန်လန်းလေးကိုရောက်တာနဲ့ကျမမိတ်ဆွေကရုတ်တရက်နုနုညီမပြီကိုပြန်ရောက်သွားပြီတဲ့ဟုတ်ပါရဲ့သူအင်ကိုချိုးကြွေရာလန်းကလေးကကြောက်ခဲကြောက်တုံးရောပြွန်နေတဲ့မြင်းနီလန်းကလေးဘေးဝဲရာနှစ်ဖက်မှာကျဲပြောလာတဲ့စိုက်ခင်းတွေလန်းကလေးအစုံမှာဆန်းညောင်းကလေးတစ်ခု ဆန်းညောင်းလေးပေါ်ကတံတားကလေးကိုဖြတ်ပြီးရင်တော့ကျမမိတ်ဆွေရဲ့နှစ်ထပ်အင်းနီနီလေးကိုရောက်ပြီးအင်းနီနီလေးရဲ့ရှေ့မှာတိတ်လှတဲ့ဥယျင်နဲ့ညခင်းမြင်အကျဲကြီးကစိန်လို့ဘဲနဲ့လေကျမတောင်းမနေတယ်ဆိုတာယုံမြည်လားကျမရေမောရင်ကျမဒီလိုနေရာမျိုးတိတ်ကြိုက်တာလို့ပြောတော့မင်းကစာရေးစရာကိုကျမမြေးလေးတွေကတော့မကြိုက်ကြဘူးရင်းစရာကောင်းနေတဲ့ဒီနားမှာအိမ်နှလုံးပဲရှိတာလေဟိုမှာ အိမ်နီးချင်းရဲ့အိမ်နဲ့သူ့အိမ်ဘေးကသူ့လိုစင်တူအိမ်ကလေးကို ကျမမိတ်ဆွေကလက်ညှိုးထိုးပြတယ်။အိမ်ကလေးကငြိမ်သက်လို့တိတ်ဆိတ်လို့ "Hello darling" "Hu hu" ကျမမိတ်ဆွေကအောက်ထပ်မှန်တကားကိုတွန်းဖွင့်ရင်းသူ့ခင်မွန်းတဲ့ကိုအချက်ပေးတံပြူရင်းခေါ်တယ်။သူခေါ်လိုက်တာနဲ့အိမ်ထဲမှာထွက်ပေါ်လာတဲ့အတန်ကအင်မတန်လက်တန်ချိုးတဲ့ဇန်နီယာဒီလုံတန်အံဩသွားတဲ့ကျမကိုကျမမိတ်ဆွေကပြုံးပြတယ် သူမင်းကိုနှုတ်ဆက်တာလေဧည့်သည်ကိုကြိုးဆိုတာပေါ့စန်းနေရကောင်းကောင်းတီးတက်တဲ့ဥပဒေပေါင်ပေါက်ခါဟောင်းကဂျမကိုစန်းနေရခုံးကထလာပြီးဖော့ဖော့ယွယွနှုတ်ဆက်တယ်ဒီအိမ်မှာသူတို့လင်မယားနှစ်ယောက်တည်းရှိတာမို့ဘာမှအားနာစရာမလိုပဲကို့အိမ်လိုပဲနေပါတဲ့ဂျမအိတ်ပါမလာတဲ့အကြောင်းကိုတီတော့ရေမောပြီးအိုးဒါမျိုးတွေငါခဏခဏကြုံခဲ့ပြီးပါပြီကွာမင်းအိမ်မကြခင်ရောက်လာမှာပါတဲ့အဲ့ဒီကြမှာ ကျွန်မကိုလေးစိတ်ကအရာရှိကြီးပေးလိုက်တဲ့လက်ဆောင်ကလေးဆိုတဲ့ဧကလေးကို ကျွန်မသတိရပြီးဖွင့်ကြည့်တော့မိကိုရောင်အဝတ်ဧကလေးထဲမှာခြီသားတီရှပ်တစ်ထည်တကူသုံးအလှပြင်ပစ္စည်းအစုံတကူသုံးသွားတိုက်စေးတပုတ်တန်းစက်ပြန်နားကလော်တောင်ပါသေးတယ်ကျွန်မအိပ်ပြန်မရခင်တနေ့ရရမှာကျွန်မတဲနေတဲ့အခါလိုအပ်မဲ့ထင်တာလေးတွေပေါ့တကယ်စိတ်ကူးကောင်းလိုက်တာခရီးတဲ့ကျင်းတ်သွားချော့တက်လိုက်တာနော်သူတို့တာဝန်ပေါ့ဆမှုအတွက် မင်းကိုတောင်းပန်တာလေးပေါ့စိတ်ကောင်းတဲ့စိတ်ကူးပဲမမရဲ့အတူခိုးဖို့ကောင်းတယ်ကျမတို့နှစ်ယောက်ကို စန်းနေရဆရာဥရီပေါမောက်ခဟောင်းက ကော်ဖီပြောပေးတယ်ဒီအချိန်ဟာအင်္ဂလိပ်တွေရဲ့ဒုတိယအချိန်မြောက်ကော်ဖီချိန်လေဒီနေ့ကို၄ချိန်တီးတိုင်းလက်ဖက်ရည်ကော်ဖီချိန်ရှိတဲ့အင်္ဂလိပ်တွေရဲ့ဒုတိယအချိန်တီးတိုင်းချိန်ပေါ့စန်းနေရတီးကောင်းရုံမကကော်ဖီဖြော်လဲကောင်းတဲ့ပရော်ဖက်ဆာက ကျမကော်ဖီတောက်ပြီးတာနဲ့သူ့မိန်းမကိုတို့ သူ့ကိုပန်းတွေလိုက်ပြကြရအောင်လေတဲ့ကျမမိတ်ဆွေရဲ့ဥယျင်ထဲမှာကျမအင်မတန်မြင်မှုကျင်နေတဲ့ကျုလစ်ပန်းတွေကိုတွေ့ရပါပြီဆိုပြီးရဲနေတဲ့အနီးရောင် ဆိုပြီးဝင်းနေတဲ့အဝါရောင်ကျုလစ်ပန်းဟာကျမတို့စီမံကြာဘူးလေးတွေလိုပဲရိုးရံကလည်းကြာရိုးရံနဲ့ဆင်းနေတယိုးကိုတပွင့်ပွင့်နဲ့တမျိုးပေါ်တိတ်လာပါတယ်ဇန်းညောင်းလေးနဲ့ဆက်ဆက်နေတဲ့ကျမမိတ်ဆွေရဲ့ပန်းမျိုးစုံနဲ့ဥယင်ဟာစိတ်ကူးရင်ညင်စရာပါ ဘန်းမျိုးမြည်တွေကို ကျမတိတ်မမှတ်မိပဲမဲ့ဘန်းတွေအားလုံးကတော့လှပါတယ်ကျမမှတ်မိပြီနမဲနဲ့ဘန်းအယောင်လိုက်ဖတ်တဲ့နှမျိုးကတော့ hostie ရိုးသားခြင်းဆိုတဲ့အဖြူနဲ့ခရမ်းရောင်ဘန်းရဲ့ don't forget me မမေ့ပါနဲ့ဆိုတဲ့ဘန်းရောင်ဘန်းကလေးအဖူးတွေဖူးစာပြုတ်နေတဲ့နှင်းစီယုံကြီးကိုကျမမိတ်ဆွေကပြရင်ဇွန်လလောက်ဆိုနှင်းစီတွေတအားပွင့်မှာတိတ်လာတယ်တဲ့ဘန်းတွေကြည့်ပြီးကျမတို့ပြန်ဝင်လာတော့ကျမမိတ်ဆွေက နေ့လယ်စားစားဖို့ချက်ပြုတ်တယ်။ကျမကဥယျာဉ်ထဲမှာရုံးကတပင်းကတပွင့်စီကျမကိုခူးပေးလို့တပွေကြီးဖြစ်နေတဲ့ဘန်းမျိုးစုံကိုဘန်းဆိုင်အိုးလေးတွေထဲမှာထိုးတယ်။ဘန်းတွေကိုကြည့်နေတော့ပြောသလိုလိုဖြစ်နေတဲ့ကျမရင်ထဲကဘာမှန်းမသိမဟီမသာဖြစ်မှုကြီးဟာကိုကိုကိုပြန်ချစ်ချင်းနဲ့နာကစီလို့အထိပယ်ရတဲ့ဘန်းရဲ့အနံ့ကိုလဲရရောဘာလို့လဲမသိပါဘူးပြန်ဖြစ်လာပြန်ရောအဲ့ဒီဘန်းရဲ့အနံ့ကမှွေးလွန်းလို့အနံ့ကတမျိုးပဲ။ ကျမမိတ်ဆွေချက်တဲ့၃ယောက်စာနေလဲစားဟာမိုက်ခရိုဝေ့အကူအညီနဲ့နာယီဝက်အတွင်းမှာပဲအစင်အသင့်ဖြစ်တယ်။အသားနဲ့အသီးရွယ်အစိမ်းညောစက်သားနဲ့ထမင်းအောင်ပါသေးတယ်။ကျမမိတ်ဆွေဇနီးမောင်နှမအိမ်ဖော်မရှိဘူး။ပင်စင်စားအရွယ်တွေပင်မဲ့အိမ်မှုကိစ္စကိုကိုဟာကိုပဲလုပ်ကြတယ်။ကိုကားကိုလည်းမောင်းနေတုံးပဲ။ကျမတို့နေလဲစားစားနေတုံးဖုံးကမြည်လာတယ်။မိတ်ဆွေရဲ့ခင်မွန်ပရော်ဖက်ဆာကထကိုင်းပြီး "Hello, hello" ၃ခေါက်လောက်လှုပ်ပြီးပြန်ချလိုက်တယ်။ ဘိုင်းကစူညံနေတာပဲဘာမှမကြားရဘူးကျမရင်ထဲမှာထိတ်ခနဲပေါ့ကျမသိတယ်ဒါမြမပြေးကဖုန်းပေါ့ကျမအိမ်ကဆက်တဲ့ဖုန်းဆိုတာကျမအလိုလိုသိနေတယ်နောက်တစ်ခါထပ်ခေါ်ဖို့ဆိုတာဘလို့မှမလွယ်မှန်းသိတော့ကျမစိတ်မကောင်းယုံကလွဲလို့တပြင်းရှိုက်ယုံကလွဲလို့ဘာတတ်နိုင်မှာလဲဒီကနေမြမပြေးကိုဆက်တာကတော့အင်မတန်လွယ်တာပေါ့00ရယ်95ရယ်ဆိုတဲ့ကနန်းလေးတွေကိုနှိပ်ပြီးတော့ ကိုဖုန်းနံပါတ်၄ကိုနှိပ်လိုက်ရုံပဲဒါပေမဲ့ဒီကဖုန်းခါတွေကဈေးသိပ်ကြီးတယ်တဲ့ကျမအားနာရမယ်လीဒေလဲသာစားပြီလို့ကျမနားဖို့ကျမမိတ်ဆွေခေါ်သွားတယ်အပေါ်တက်ကကျမအောက်ဖို့မသွားခင် နေရမယ်အခန်းလေးကတိတ်လာပါတယ်အစိမ်းလူရောင်အခန်းလေးထဲမှာတယောက်ဧကတဲ့နှလုံးအဝတ်ဘီတုံမှန်တင်ကုံစာရေးစပွဲစပွဲပေါ်မှာစာရေးဆက်ကူအထက်နဲ့ငင်္ဂလိပ်စာအုပ်မြမစာအုပ်တွေကဆက်လေးတစ်လုံးနဲ့တင်ထားတယ် ်ကျမအခန်းလေးရင်မှန်ပတင်းပေါက်ကနေလမ်းကျင်ရင်စိုက်ပရဘင်းနေတန်းစီပေါက်နေတဲ့ခြံစည်းရိုးကိုမြင်ရတယ်။အဲဒီခြံစည်းရိုးရဲ့ဟိုမှာဘက်ကြကျယ်ပြန်းတဲ့ကွင်းမြင်ကြီးဟာမှုံမိုင်းလို့ပတင်းမောင်နှားမှာကျမဘလောက်ကြားအောင်ရက်နေမိတယ်မသိဘူး။ကျမမိတ်ဆွေကအောက်ကနေနုနုရေဒီမှာအိတ်လာပို့ကြီးမင်းရဲ့အိတ်ဟုတ်မဟုတ်လာကြည့်ပါအောင်။စူရောမှာကျမနားရေးကြည့်လိုက်တော့အင်္ဂလိပ်စံတော်ချိန်ညနေ3:00ကျမအောက်ထပ်ကိုပြင်ဆင်ပြီ ကျမဤကလေးကိုကြည်တော့ဟုတ်ပါတယ်။ကျမရဲ့အနီရောင်ဤကလေးပါပဲ။ကျမမိတ်ဆွေရဲ့ခင်မွန်း Professor ကဒီနေပဲရတာမင်းသိက္ကံကောင်းတာပေါ့တဲ့။အဲ့ဒီအချိန်မှာပဲကျမမိတ်ဆွေမမကဖုံးမြေတန်ကိုနားထောင်ရာကမင်းထက်ကံကောင်းမြန်ပြီ။မင်းခင်မွန်းစီကဖုံးနဲ့ကျမအပြေးလွားကိုင်းလိုက်တော့တကယ်ပါပဲ။ဖုံးလိုက်ကဆူညံနေတာပဲ။မနေ့နားထောင်ရတယ်။ကျမခင်မွန်းကကောင်းကောင်းမွန်မွန်ရောက်ရင်ပြီးတာပဲ။ဆိုရရင်ကျမက အိတ်ပြောင်လို့ခုပဲပြန်ရတယ်ဆိုတာရယ်ပဲပြောရသေးတယ်ဖုန်းကပြတ်သွားရောကျမဘာတက်နိုင်ပါလဲကျမအိတ်ကလေးကိုပဲအခန်းထဲဆွဲတင်ခဲ့ပြီးအိတ်ရပေါ်မှာပြက်လဲမိလိုက်တော့တယ်ဟမ်ပရင်းမောင်မန်းနေမှုံဝါးသွားတာဘာဖြစ်လို့လဲမိုးရွာလာတာလားဩအင်္ဂလန်ရဲ့နှွေရာသီကမှုံမိုင်းအေးစိန်ရာကမိုးရွာချပြန်ပြီချမ်းနေဘုန်းကဆောင်းထူးထူးအောက်ကိုအိတ်ချင်မူးတူနဲ့အတင်းတိုးဝင်မိတယ်မြမပြီမှာခုဆိုဘဲချင်းရှိပြီလေ ဘာဘယ်ရီပဝင်းရှင်ကငိမ့်သက်လွန်းနေကျူလစ်ပန်းရောင်စုံကတော့တိတ်လာတာပဲအဝေးကကြည့်ရင်မကြီးပင်တွေလိုပဲကျမရဲ့မအီမတာဝေဒနာဟာအိပ်ပျော်ရင်ပျောက်သွားမှာလားဟွန်းလွန်ခဲ့တဲ့နှစ်ပေါင်း80ကဆရာသိပ်ပန်မောင်ဝရဲ့ရောက်စာဦးခန်းစားမှုတွေက အခုကျမဖြစ်နေတာတွင် ਨੇ ဘာလို့လာတူနေကြတာလဲစိတ်ညစ်သလိုလိုဝမ်းနည်းသလိုလိုအားငယ်သလိုလိုနေလေသည်မြမပြီကိုပြန်လို့သောစိတ်ကား အဘေဆိုဝေရာရှိပါတော့အန်ဒီအိမ်မက်ထဲမှာကဲ့သို့နေလေသည် အလွန်စီကားသောမြို့အကြီးအတွင်းမှာ ဖြစ်တော်လဲမဲစာတောင်ချေသို့ရောက်နေတဲ့ကဲ့သို့ထင်မိပြီတဲ့။အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုတိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါဦးနော်။နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆို။ not Oxford Overseas Center NOOC တဲ့မြောက်ပိုင်း Oxford နိုင်ငံညာသားများအဆောင်ပေါ်ဒါကိုအတူကောက်ကြိုက်လာတဲ့အင်္ဂလိပ်တွေက not NOOC တဲ့ not မှာ3လကြီးများတောင် ကျမနေရမှာကျမအခန်းနံပါတ်က20 Oxford ရဲ့တွေ့စာဦးနေ့အိမ်မစာကြည့်လိုက်ကအပြန်ကျမအခန်းလေးတွေကအေးရဖြူဖြူလေးပေါ်မှာထမအူးဆုံးနွမ်းလျရလဲချလိုက်မိတယ်ကျမဟာပြင်းပြင်းထန်ထန်ဖြားပြီး ေးကောင်းကစားလူမမာလိုပဲတစက်ကလေးမှကိုမပူခေါင်းမကင်မဖျားမနာရပဲနဲ့လူကနွမ်းလျာချုံကြသွားခဲ့တာစိတ်မှာဖျားတဲ့အလွမ်းဖျားကိုပြင်းပြင်းထန်ထန်ကျမဖျားလိုက်ရတာကိုသိထူးဆန်းတာပဲကျမအတွက်တကယ်ကို ထူးဆန်းလှပါတယ်လွန်ခဲ့တဲ့နှစ်ပတ်အင်္ဂလန်မျိုးကိုနင်းပြီးမကြမီနာရီပိုင်းအတွင်းမှာပဲအဲ့ဒီမအီမတာဝေဒနာကို စာပြီးကျမခံစားခဲ့ရတာကျမဟာခီးသွားခြင်းကိုလည်းနှစ်သက်ပြီး ခကြီးအများကြီးကိုလည်းသွားဘူးတဲ့သူပါခကြီးအသက်ဆန်းနေရန်အသက်ဆန်းရောက်ရင်စိတ်ဝင်စားပျော်ရွှင်ပြီးစိတ်လက်ပေါ်ပါကြည်လင်လန်းဆန်းနေတတ်သူဒီခကြီးအသက်အဆန်းကြပါမှစိတ်ကြည်လင်လန်းဆန်းဖို့ဝေးစွာဘလူကြီးမန်းကိုမသိတဲ့မအီမတာဝေဒနာကိုကျမခံစားရတော့တာပဲအံဩစရာတနာဤထက်တနာဤပူပူပြီးဆိုးလာတဲ့အဲ့ဒီဝေဒနာကို အခုကျမတို့အဆောင်နော့ရှေက ဘာဗရီလမ်းမကြီးနဲ့ဆက်သွဲထားတဲ့အော့စဖို့နဲ့မနီမဝေးဘမ်ဘာရီဆိုတဲ့မြို့ကလေးမှာအလူးလဲခံခဲ့ရတာပေါ့ဒီမှာနဲ့ချစ်ခင်ရင်းနေတဲ့အော့စဖို့တက္ကသိုလ်အငိမ့်စားဥပဒေပေါင်းပေါက်ကနဲ့လန်ဒန်တက္ကသိုလ်အရှေ့တိုင်းဌာနရဲ့ငိမ့်စားမြန်မာစာပေါင်းပေါက်ကစနီးမောင်နှဟာဒီမှာအော့စဖို့ကိုမသွားခင်အဲ့ဒီနှစ်ပတ်မှလိုလီသေးမရှိဂယုစိုက်ရှာတာအာနာစရာတောင်ကောင်းလာပါတယ်သူတို့မှာကြီးမားလာတဲ့မျက်ခင်းနဲ့ ရွေဦးရာသည်ပန်းမျိုးစုံပွင့်နေတဲ့ပန်းဥယင်လည်းရှိတယ်။နှစ်ထပ်တိုင်အိမ်ကလည်းအကျယ်ကြီး။သူတို့စီကထုံးစံအတိုင်းနောက်ဆုံးလုတ်ခဲ့တဲ့ရာထူးရဲ့လစာအပြည့်အတိုင်းခန်းစား권ရှိတဲ့ပေါမောက်ခါပင်စင်လစာတယောက်ကအင်္ဂလိပ်ငွေပေါင်း3000ကျော်စီကိုလည်းရှိတယ်။60ကျော်တွေပဲမဲ့လင်းမရနှစ်ယောက်ကားတစ်ယောက်တစ်စီးစီးနဲ့ကျမကိုတယောက်တက်လေမောင်းပို့လို့အချိန်လုံးအရေးတကြီးကြီးဂီယူဆိုင်နေကြတာကျမဘလောက်ပျော်ဖို့ကောင်းထုံးကျမမှာပျော်ဖို့ဝေးစွာ ဇိုးရွာလာတဲ့အဲ့ဒီဝေဒနာကိုကြိတ်ပြီးခံစားနေရတာတပတ်အကြာမှာတော့ဝေဒနာရဲ့အမြင့်ဆုံးအထွတ်ထိပ်ကိုရောက်သွားတော့တာပါပဲအဲ့ဒီနေ့ကမှတ်မှတ်ရရဗကြံဂျိုနေ12ရက်4လ1998နေ့လေဖြစ်လို့နေပါတယ်မနက်အစောကြီးကျမဖြတ်ခနဲနိုးလာတော့အိယာဘေးကပဒင်းပေါင်မန်းကိုနှင်းငယ်လေးတွေတဖောက်ဖောက်လာမှန်နေကြပါတယ်အိယာဘောက်ကလူးလဲထားပြီးခန်းစည်းစာထူးထူးကိုဆွဲဖယ်လိုက်တော့ဖြူဖွေးနေတဲ့ စနိုးရီကျမဝေဒနာဟာမပြောက်သေးတဲ့အပြင်ခံရခက်လာတာဟာဘာဖြစ်တာပါလဲပဒင်းမောင်နာကကျမလှည့်ထွက်လိုက်တုံးပါပဲယုတ်တရအောက်ထက်ကပရိုဖက်ဆာရဲ့ဇန်နီယာတန်ကြားလိုက်ရတယ်ထူးထူးဆန်းဆန်းစောစောစီစီဘာစီကူးပေါက်နေပါလေအခန်းတကားကိုကျမဖွင့်ထွက်လာတော့လေကားပေါ်တက်လာတဲ့မမကိုတွေးလိုက်ရတယ် Hello morning နူနူ morning မမမမကကျမကို သူ့လက်ထဲကင်ထားတဲ့စကူတက်တာလေးကိုကမ်းပင်းရင် အခုသားကြီးမိသားစုစီကစားတိုက်ကနေပို့လိုက်တာနုနုအခုစားပါတဲ့စကူတက်တာလေးကိုကျမဖွင့်ကြည့်လိုက်တော့ရောင်စုံစကူလတ်လာလေးတွေနဲ့ထုတ်ထားတဲ့ကျက်ဥပုံချောကလက်လေးတွေဒီနေ့ကကျမတို့အစ္စတာပွဲတော်နေ့လေခရစ်တော်ရှင်ပြန်ထမြောက်တဲ့နေ့ပေါ့ခရစ်တော်ကတောက်ကြနေကားစင်မော်တင်ခံရပြီးသေဆုံးတယ်သုံးရံမြောက်တဲ့တလင်းကိုနေနေမှာပြန်ပြီးရှင်ပြန်ထမြောက်လာတယ်လေအဲ့ဒီတောက်ကြနေကို ခရစ်ယန်ဘာသာဝင်တွေက မဟာတောက်ကြနဲ့ Good Friday လို့ခေါ်ကြတယ်။ရှင်ပြန်ထမြောက်လာတဲ့တလင်းကုန်နေကတော့တေကျင်းမန်ကိုအောင်းနိုင်နေနေတဲ့ဒီကျင့်ဥပုံချောကလက်လေးတွေကို Easter ပွဲတော်နေ့ရောက်ရင်တဦးနဲ့တဦးပေးပို့တတ်ကြတယ်။အသက်ရဲ့အစဟာကြက်ဦးတဲ့ခရစ်တော်ကိုယုံကြည်တဲ့သူတွေဟာအပြစ်လွတ်ခြင်းခံရတဲ့အသက်သည်ဘဝအသက်ကိုရတယ်လို့ယုံကြည်ကြတယ်။အဲ့ဒီအထိမ်းအမှန်နဲ့ကျင့်ဥပုံချောကလက်ကလေးတွေကို ပေးကြတယ်။အင်္ဂလိပ်ကလေးတွေကလည်း ကျက်ဥပုံချောကလက်လေးတွေကိုမျောလင်းပြီးအစ္စတာပွဲတော်ရောက်မှာကိုသိပ်ပျော်ကြတာမင်းတို့မြမကလေးတွေတကြံကိုမျောပြီးပျော်ကြသလိုပေါ့တကြံဆိုတဲ့အတန်းဟာကျမအသေးနှလုံးထဲမှာအကြီးအကျယ်ပက်တင်ထက်ဇူညံမြီဟီးသွားသလိုပါပဲဟဲ့နုနုဒီနေ့မင်းတို့တကြံအကျိုးနေနော်မြမမှုကျွမ်းကျင်သူမမကိုကျမပြန်မဖြေနိုင်ခဲ့ပါဘူးမိုင်မောင်းဘလောက်ဝေးဝေးတကြံနဲ့ကျမရတယ်တကြံနဲ့ဟာမြမနဲ့ တကြံနဲ့ဟာကျမတိုင်းပြည်ရဲ့ရနံလွမ်းနေလွမ်းနေတိတ်လွမ်းနေတပောက်ပေါက်ကြလာတဲ့ကျမမျက်ရည်တွေကို ကျမကိုယ်တိုင်နားမလည်နိုင်အောင်ပါပဲ။အိုးဘာဖြစ်တာလဲနုနုဟွန်းအင်းမမက ကျမပခုံးကိုကျဉ်းကျဉ်းနားနားဖတ်လိုက်တယ်။ကျမသိပြီ။မင်း home stay ရနေပြီ။မင်းအိမ်ကိုတိတ်ကိုလွမ်းနေတယ်မဟုတ်လား။ home stay ဟုတ်လား။ရင်တစ်ခုလုံးစွန့်နေနေတယ်လို့ တနာ ਹੀ ထက်တနာ ਹੀ ဆူဆူရွာရွာကျမခံစားနေရတဲ့မအီမတန်ဝေဒနာဟာတကယ်တော့ကျမလွမ်းနေတာအလွမ်းခဲကုန်မျိုးပြီးရင်းတစ်ခုလုံးစွန့်နေနေတဲ့ဝေဒနာဟာ homestick ဆိုတဲ့အိမ်လွမ်းဝေဒနာပေါ့နော်ဒါပေမဲ့ကျမလွမ်းတဲ့အိမ်ကချစ်သူအိမ်မဟုတ်ဘူးမိဘအိမ်မဟုတ်ဘူးကျမတိုင်းပြည်လေးကိုလွမ်းတာကျမတိုင်းပြည်ရဲ့အနံလေးကိုလွမ်းတာမင်းအိမ်ကိုဖုံးဆက်ပါလားအလွမ်းနဲ့ပြေးသွားအောင်လीကျမဟန်းတောင်မဆောင်နိုင်ခဲ့ပါဘူး မမကိုအာနာပါနာလေးတောင်မလုံနိုင်ပဲအရင်နှွေတွေကလည်း3939 965 9343ဆိုတဲ့နံပါတ်လေးကိုစိတ်ထဲမှာအကြိမ်ကြိမ်နှိမ်ရင်းအကြိမ်ပေါင်းများစွာရင်ဝဲရင်ဝဲလုံနေခဲ့မိတဲ့ဖုန်းကလေးစီကိုအလွန်လင်းများစွာရောက်သွားခဲ့ပါတယ်အခုမြမပြီမနေ့လေ12နှစ်လောက်ရှိတော့မယ်မင်းခင်မွန်းအပြင်းများထွက်နေမလားရတယ်မမဒီချိန်သူအပြင်းမထွက်တော့ပါဘူးတော်တော်လတ်လတ်ပြန်ဖြင်းရင်ဖုန်းနံပါတ်လေးတွေကိုနှိမ်နေတဲ့ ကျမလက်ကလေးတွေဟာတုံနေခဲ့ပါတယ်စက္ကန့်ပိုင်းမှာပဲတန်ရာလာတဲ့ကျမဖုန်းလေးရဲ့မြည်သံနှစ်ချက်ဆုံးတာနဲ့တစ်ခနဲမြည်သံနဲ့အတူ ဟုတ်ကဲ့ခမရတဲ့ကျမခင်မွန်းရဲ့အတန်ပေါ်သူ့အတန်မှန်သိရဲ့လားနဲ့ကိုကြီးလားလို့မေးလိုက်မိသေးတယ်သူကဝမ်းသာအားရဟာဆိုပြီးအေးအေးဟုတ်တယ်ဟုတ်တယ်ဆိုတဲ့အတန်လဲကြာရောကျမဟာဘာဖြစ်သွားမှန်းလည်းမသိပါဘူးထိမ့်ချုပ်ထားတဲ့ကြားကပဲဝမ်းနေခြင်းမကအ ဝမ်းနေလာပြီးရှိုက်ကြီးတငင်ငိုချလိုက်မိပါတော့တယ်။ကြည်ပါအောင်ကျမခင်မွန်းဟာဘလောက်စိုးရိမ်သွားမလဲ။သူကဘာဖြစ်တာလဲ။ဘာဖြစ်လို့လဲ။ကုကုပြောစမ်း။နဲ့စိုးရိမ်တကြီးဘလို့ပဲမေးမေးကျမဟာလီဖြေလို့မရအောင်ကိုရှိုက်နေခဲ့တာ။ပြီးတော့မှလီအာတင်းယူပြီးရှိုက်တံဘလုံးပထွေးနဲ့ဘာမှမဖြစ်ဘူး။အယံလွမ်းလို့တဲ့။ကျမခင်မွန်းခမရဲ့ကြမှာဟဟပပရေပြီ။ဟောဗျာဖြစ်မှဖြစ်ရလေ။ ဒါမိမကကလေးပဲကွဲ့တဲ့အဲ့ဒီလိုကြာတော့လေကျမကမခံချင်းမြန်ဘူးကျမထုံးစံအတိုင်းပြန်ပြီးရန်လို့တော့ကျမခင်မွန်းခမရထုံးစံအတိုင်းအလျှော်ပေးရင်ခမရတို့စာရေးစရာတွေဟာနေရတကပူကူပူပါတယ်ဗျာတဲ့အဲ့ဒီအချိန်ကစပြီးကျမလေပြောလိုက်တဲ့စကားတွေတတိယကြောင်ပြောခိုင်းတဲ့ထဲမှာလဲကျမမနက်တိုင်းလဖက်ရည်တောက်နေကြမက်ခွက်ကလေးကိုတောင်ပါတယ်အဲ့ဒီနေ့ကမမခမရဈေးကြီးမြင့်လာတဲ့ အင်္ဂလိပ်ဖုန်းကကိုမိနစ်20စာပေးဆောင်ပြီးကျမအိမ်လွမ်းဝေဒနာကိုကုခဲ့ရှာတယ်။နဲ့နဲ့တော့ကျမတတ်တာသွားသလိုပဲစွန့်နေတဲ့ကျမအလွမ်းကလေးဟာနဲ့နဲ့တော့အေးပျော်သွားသလိုပဲကျမလေးတကယ်ကိုကြောက်နေခဲ့မိတာဒီဝေဒနာမပြောင်များမပြောင်ရင်ဘယ်လိုများလုပ်ရပါမလဲလို့တိတ်ကိုခံရခတ်တဲ့ဝေဒနာကိုတော်ပါသေးရဲ့အဲ့ဒီနောက်ရက်ကစပြီးမမစီမကျမရောက်နေကြောင်းတီးသွားကြတဲ့မြမမိတ်ဆွေတွေက တစ်ချိန်လုံးဖုန်းဆက်ကြတော့တာပဲမမကနောက်တယ်မင်းတို့မြန်မာနတ်ဟာတိတ်မြန်နေတဲ့ဟုတ်တယ်လေလန်ဒန်ကနေတဆင့်အမေရိကပြင်သစ်တို့ထိနိုင်ပိုင်းတွင်ပြန့်နှံ့သွားခဲ့ပြီးမမရဲ့အင်းကဖုန်းလေးဟာမနာရတော့ဘူးကျမကတော့အလွန်သဘောကျပေါ့ဖုန်းဆက်တဲ့မိတ်ဆွေမှန်သမျှကိုကျမမေးတယ်မေးခွန်းကနိုင်ငံညာကိုပထမဆုံးအချိန်ရောက်ရောက်ချင်း host ဖြစ်သလားဘလို့ခံစားရသလဲအရေးကြီးဆုံးက ဘလောက်ကြာမှပျောက်သွားလဲဆိုတာပဲအံဩစရာကျမမိတ်ဆွေအားလုံးကဖြေးတယ်လူတိုင်းလူလူဖြစ်တာပေါ့တဲ့သူတို့လည်းဖြစ်တာပေါ့တဲ့ဖြစ်တဲ့ဝေဒနာဟာကျမဝေဒနာနဲ့အတူတူဝေဒနာလက္ခဏာတွေကလည်းထပ်တူထမြကျမမှာအံဩလိုပဲနေရတော့တယ်ပြီးတော့သူတို့တွေရဲ့အလွမ်းဝေဒနာတွေထဲမှာဒိုင်းမြေကိုလွမ်းနာရောပါရဲ့လားဟင်ဆိုတဲ့မိကုံးကိုလည်းမေးရသေးတယ်ကျမမိတ်ဆွေပွန့်ပွန့်လင်းလင်းသမားအန်တီလုံးကဒီမဟာစာရေးဆရာမကြီးရဲ့ ရှင်တယောက်ထင်းများတိုင်းပြည်ကိုလွမ်းနေလို့မထင်လိုက်ပါနဲ့အဝေးရောက်မြန်မာတွေအားလုံးလွမ်းပါတယ်တော်ချစ်ပါတယ်တော်ရှင်ကမှအင်္ဂလန်မြေနင်းပြည်မှာ ဖြစ်တာကျုပ်ကယူရီးယားဒုံမောင်းလေစိတ်ကလေးကဖြစ်ပြီးစူပါကြီးတွေပေါ်မှာတပြေးပြေးငိုတာသိရဲ့လားတဲ့ကျမမရင်မောမီရင်ကခံစားနာကျင်ရပြန်ရောတိုင်းပြည်ချစ်စိတ်ဆိုတာကျမတို့အားလုံးရဲ့ရင်ထဲမှာရှိပြီးသားပါကျမရဲ့အရေးကြီးဆုံးမေးခွန်းကိုတော့သူတို့ကဖြေတယ် ီဝေဒနာဟာတလှလောက်တော့ကြားတယ်တလှကြောမှပျောက်တယ်ဖရာဖရာဒါဆိုကျမဝေဒနာကရှင်းရှင်းမပျောက်နိုင်သေးဘူးပေါ့ဒီနေ့ဘာနဲ့မှနှစ်ပတ်ပဲရှိသေးတာကို အော့စပိုရဲ့နှုတ်ဟာပဝင်းညင်အစ်စ်ဆိုတော့ကျမနင်းနေတတ်တာလို့ဖြစ်နေတာနေမှာသူဘယ်တော်များပြန်ပေါ်လာအောင်ပါလေကျမသိကြောက်တာပဲ ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နဲ့သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ